ထပ်မာရဲ့အကြောင်းဒေါ်တင်တင်ဆိုရင်တနေ့ကောင်းကောင်းကြီးသိစီရမယ်ရောက်ကမနဲ့ချွေးမကြားမှာဒီလိုဟိုပြိပခလေးတွေကိုသူကကြားညံ့နေတဲ့ပုံစံလေးပေါ့နော်မိဘနဲ့မိန်းမကြားမှာမိဘချစ်သူကိုရွေးပြီးမိဘနဲ့ဟိုအတိုက်ခံလုပ်တဲ့ character လေးပေါ့သူအရန်ချစ်သက်တဲ့ပုံစံလေးပေါ့ဒီဒီရဦးကတော့ကိုချလေးဆိုလို့ရှိရင်သူကသူ့ family ကိုအရန်ချစ်တယ်မြားတာပဲဟိုအိမ်အိမ်အိမ်ရေးဆိုလဲအိမ်ရေးဒီရဲ့ကိစ္စတွေဒီရဲ့ကိစ္စအဲ့လိုမျိုး ဘက်စိဘက်ပေါင်းဆုံးစိနေရတာဘယ်လိုပဲကောလုံးလည်းမလွတ်တောက်ဆုံးအဲ့မျိုးမလွတ်ပဲနဲ့လေအကုန်လုံးနိုင်တယ်နေငါးချက်တို့ချက်သွားပြီပေါ့ ဒီကလေးဆိုရင်တော့ဒီလိုအကလုံးစောင့်နေကြရပါဘောနော်ဒီလိုကိုချာလီဒီကလေးကိုစောင့်ရိုက်ကလေးကဒီတုံးလာအချိန်မပြည့်ခဲ့ကြပါဘောနော်အာပြီးတော့သူရဲလဲစိတ်ကိုနှစ်ထားတယ်ဒီကလေးမှသူကောင်းလုပ်ထားတယ်ဆိုတော့အခုဆိုရင်ဒီနေ့ဆိုထွက်လာတော့မှဆိုတော့သူ့တက်ကိုဂုံနဲ့ဂုံယူတယ်ပြီးတော့အေးသူ့ရဲ့ character အတွက်ကိုလည်းရင်းကုန်နေပါတယ်ဟုတ်အဲ့တော့ခုနကထွက်လာလေးကြီးတော့လိုလေးပြည်ပြီးလေးကိုရောက်လာတယ်ဟုတ်ကဲ့ဟာ ဟုတ်ကဲ့မန်ထရီလာမှာဆိုလို့ရှိရင်ဇလန်ကဒီရောက်ကမနဲ့ချွေးမကြားမှာဒီလိုဟိုပြိပခလေးတွေကိုသူကဈာညံ့နေတဲ့ပုံစံလေးပေါ့နော်အဲအဲ့တော့ဒီကာနေနေတော့ strong ဖြစ်မယ်လို့ထင်နေဒီဒီအိမ်အောင်ရေးနောက်ပြီးတော့မိသားစုရေးပေါ့နော်အဲဒီကားလေးကတော့ဒီလိုအမြဲကြည့်နေကြကားလေးနဲ့မတူဘဲနဲ့တမျိုးထူးတယ်ပေါ့နော်အဲ့တော့ကိုအားလုံးလည်းကြည့်စေချင်ပါတယ်ဟုတ်ဖုန်းလေးကောင်မှကြောက်လို့ရှိရင်ရှင်းထားရဲဝင်လျှော်လိုက်ကိုလင်သားကိုတရိုတသေးဆက်ဆန်းမယ်လို့ မိမိဘာတွေမမာလိုက်ဘူးလားဟမ်ကိုကဒီကားလေးမှာတော့ तू ကမကက်ကက်မှာအရန်ချစ်တဲ့ character လေးပေါ့နော်အရန်ချစ်ပြီးတော့ဒီကိုချ်အမိဘကိုကျတော့မိဘကိုကျတော့ဘယ်ပြမလဲမိဘနဲ့မိန်းမကြမှာမိဘချစ်သူကိုရွေးပြီးမိဘနဲ့အတိုက်ခံလုပ်တဲ့ character လေးပေါ့ तू အရန်ချစ်တဲ့ပုံစံလေးပေါ့ဒီဒီကဦးကတော့အဲ့လိုမြင်ပါတယ်ဟာ တော့အပြင်ပါတော့ရပါရအောင်နော်အဲ့ဒါပေမဲ့ဒီတိရဟိုကပုံပြီးချစ်တယ်တဲ့ပုံပြီးချစ်တယ်မတင်ဘူးဟာအဲခါတည်းရှင်းစားမိတယ်အဲ့လိုမျိုးပေါ့နော်ဟောဒါမိမကိုပုံပြီးချစ်ပြီးတော့ မိမကဘာပဲလုပ်လို့အပြစ်မမြင်ဘူးပေါ့နော်ခုနဒီလိုကြည့်ရတဲ့ခံဆိုရင်အဲပိုက်လိုက်တဲ့ခံဆိုရင်ဘာမှဖြစ်ဘူးဒါအပြစ်ပေးရမလားဆိုတော့ပြစ်မှအဲ့လိုမျိုးအရန်ချစ်မိမကိုအရန်ချစ်မိမကိုပဲဘာလို့လို့အပြစ်မြင်အသားနာလဲဘာမှဖြစ်ပဲနဲ့ခုနပေးတဲ့လူရှိမလားပေါ့ဆိုပြီးအဲ့လိုမျိုးအတွေးလေးတော့ဝင်ပါတယ်ဟုတ်ဒီမှာဥစားလို့ရောက်ကြတယ်ချားပြီးဒီဒါရီယာခရိုင်တာလေးဆိုပြောရအောင်။အင်းတင်မရှိရရှိမှာပေါ့နော်ဒါဆိုကိုကကြုံမမကြုံဘူးလား။မကြုံဆိုတာ ကိုနဲ့အကြောင်းမတိုက်ဆိုင်မှမတွေ့ဘူးပေါ့ဒါပေမဲ့ရှိလို့ရှိမှာပါရှိလို့ပဲဒီအမုံမြင့်ဆိုတာဖြစ်လာဆိုတော့လေဟုတ်ဒါမဒီနေနေစားတော့ဒါကိုပဲတက်ထားတဲ့ဒီခြောက်ချတာပေါ့နော်ဟုတ်ကဲ့ဒီ family တွေပါလေဆိုလို့ရှိရင်ဒီပုံပေါ်မှာစားတော့လူမျိုးတွေကြီးလာလို့အဟုတ်ကဲ့ဟုတ်အခု Charlie နဲ့ကြတော့တို့ကအဲ့လိုမျိုး close ဖြစ်တယ်နွေနွေတွေ့လေးပဲပုံမှန်လေးပဲဟိုဟိုအရင်ကြီးတဲ့ ဘယ်လိုပြောမလဲအရင်တော့ထူးခြားပါပဲပုံမှန်ပါပဲနေထူးထူးလေးရှိပါတယ်ဟာအဲဒီကလေတခုဆိုရင်လူကြီးချက်အောင်နေတတ်တယ်ကိုချလီရောပဲဒီလည်းလူကြီးချက်အောင်ရဲနေတတ်တယ်အဲ့တော့ဒီလိုကြားထဲမှာအဲ့လိုမျိုးဟိုကိုကိုအဆင်မပြေတာမုန်းတာအဲဘယ်လိုမှစက်ခုကအဲ့လိုမရှိအောင်စူးစမ်းပြီးနေတတ်နေတတ်ကြရပေါ့နော်ဒီတော့တော့လူကြီးချက်အောင်ပဲအပြင်နေဖြစ်တာများပါတယ်ဟာ ်ဟုတ်ကဲ့ဟုတ်ကဲ့ထားတယ်ထားတယ်ထားတယ်ဟုတ်ဆိုဒီအိမ်မှာဆိုရှင်လည်းအမေပေါ့နော်အရင်တော့တော့အမေနဲ့တော့အမေရဲ့ဖြစ်တယ်ဟုတ်ဆိုတော့ဒီတို့မိကပေါ့ရေတုံးကအမေကအခုဆိုရင်တားတယ်မတွားခိုင်းဘူးမလုတ်ခိုင်းဘူးဆိုရင်ရမ်းစိတ်ဆိုးတယ်လေနောက်ပိုင်းဒီအတက်ရရတဲ့အချိန်မှာအဲ့လိုမဟုတ်တော့မိနဲ့တငယ်ချင်းဖြစ်သွားတယ်အမေကိုတခုဆိုနားလည်အောင်ရှင်းပြတယ်အဲ့လိုပဲအပြင်ကအမတွေအတော်တွေအသက်ကြီးတဲ့အန်တီတွေပေါ့နော်အဲ့လိုတွေ့လို့ရှိရင်လည်းသူရဲ့ သူတို့ရဲ့စကားအမြင်နှထောင်ပေးဖြစ်တယ်ဘာလို့လဲဆိုတော့ဒီတို့ဒီအသက်ရွယ်ရောက်တဲ့အချိန်မှာဒီတို့ကအမြင်တို့စကားကိုနားမထောင်ဘူးဟိုကိုပြောချင်တာပဲတည်းကိုလို့ချင်တာပဲတည်းသူတို့ကကြောက်လို့မဟုတ်အရွယ်အသက်ရွယ်တစ်ခုရတဲ့အချိန်မှာသူတို့ကစကားရမ်းပြောပြချင်တာသူတို့ရဲ့ experience ကိုလည်း sharing လုပ်ပေးချင်တယ်ကိုချလီဆိုလို့ရှိရင်သူကသူ့ family ကိုအရင်ချစ်တယ်အရင်ချစ်တယ်ဆိုတော့တတ်မိုးထားတယ်ပေါ့နော်သူအမြင်တဲ့အာမိဘဆက်စင်းရအောင်လည်းမနေဘူးပြီးတော့မိဘကိုဆက်ချမ်းသာအောင်နေထားတယ်သူကိုယ်တိုင်ရောပဲနေလိမ့်မှာပဲနေရဲဆိုတော့အဲ တော်တယ်ပေါ့နော်သူတခါကျရင်ဒီအောင်မှာဒီအိမ်မှာဒီကအရင်ဆိုတာကိုကိုလှုပ်ပေးတယ်ကိုကိုချစ်ပေးလို့ပေါ့နော်ဒါကြောင့်ဟွန်းဆိုပြီးအရင်ဆိုတော့ကိုအမအကိုရိမတွေရှိလို့လဲပါတယ်ကိုချက်ကအဲ့လိုတော့မဆိုးဘူးသူကအရင်လိမ်ပါတယ်ဟုတ်သူကမိဖပေါ်မှာတော့သူတော်မှာလေးပေါ်မှာတကယ်ချစ်တတ်တာဟုတ်တယ်တမင်းမြတ်တာပဲသူမြတ်တာပဲမြတ်တာပဲဟိုအိမ်အိမ်ရေးဆိုလဲအိမ်ရေးဒီရဲ့ကိစ္စဆိုဒီရဲ့ကိစ္စအဲ့လိုမျိုးဘက်စီဘက်ပေါင်းဆုံးစိညာလို့ပဲ အကုန်လုံးလည်းမလွတ်တောက်ဆုံးအဲ့မျိုးမလွတ်ပဲနဲ့လေအကုန်လုံးနိုင်တယ်အဲ့ကြောင့်ပြောသူ့တခါကြိုက်မပင်မန်းဘူးလားလို့အဲ့လိုမျိုးမေးဖြစ်ပါတယ်သူကအဲ့လိုမျိုးပြောတယ်အဲ့လိုအင်ထောင်စီတယောက်ရဲ့တောင်ကိုသားကြီးတယောက်ရဲ့တောင်ပေါ့အဲ့လိုမျိုးစိတ်ကသူ့မှာတိမရှိတယ်ဟုတ်တယ်ဟုတ်တယ်ဒီတင်မဟုတ်ပါဘူးသူကသူ့တငယ်ချင်းနေနောက်ပြီးတော့သူ့ဘေးမှာရှိတဲ့အပေါင်းအသင်းတွေအပေါင်းအသင်းတွေမိတ်ဆွေတွေအကုန်လုံးပုံမှာသူ့ရဲ့စိတ်ကအဲ့လိုမျိုးတလာအဲ့တော့ပေါင်းလုံးကလည်းတငယ်ချင်းအိမ်မှာဆိုလည်းရမ်းတော်တဲ့သားလေး leader ဆိုရင်ကောင်းကောင်းတဲ့ချစ်တူပါအဲ့လိုမျိုးနေပါ